င်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့မှာတော့လက်တော့တလုံးဝယ်ဖို့အတွက်စဉ်းစားနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့ကဒီလက်တော့တလုံးဝယ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ကဒီ Facebook ကနေဖြစ်ဖြစ်ဒီ social media ဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်တိုင်သွားပြီးတော့ဝယ်တာဖြစ်ဖြစ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်ဒီလက်တော့ဆိုင်ထဲမှာဆိုရင်တော့လက်တော့တွေကအမျိုးစုံရှိတယ်အဲကျွန်တော်တို့ကဒီဒီရှားတဲ့အခါမှာပေါ့နော်ပစ္စည်းတွေအများကြီးရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကဘာတွေကိုရွေးပြီးတော့ဝယ်ရမလဲပြီးတော့ဘယ်လက်တော့ကဘယ်လိုအတွက်အကောင်းလဲဆိုတော့ဒီရောင်းတဲ့လူကတော့ရှင်းပြတယ်ဒါပေမဲ့ကျွန်တော်တို့ကတည်တည်ချာချာလေးကိုယ်တိုင်မသိတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် အဲဒီလိုမျိုးဖြစ်နေတဲ့ပြဿနာတွေကိုအလွယ်တကူဖြေရှင်းဖို့အတွက်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့တော်တော်လုံးဝယ်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီအရေးကြီးဆုံးစစ်တင်တဲ့အချက်9ချက်ကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ sharing လုပ်ပေးသွားဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေကလက်တော်တော်လုံးဝယ်ဖို့အတွက်စဉ်းစားနေတယ်ဆိုရင်တော့ဒီကနေ့ဗီဒီယိုလေးကိုအဆုံးတရှိပေးစေချင်ပါတယ်ခင်ဗျာ။နံပါတ်1အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အရေးကြီးတာကပေါ့နော်ကိုကဖိနေပေတဲ့ရလေအကိုသုံးတဲ့ ကိုကဘာအတွက်အသုံးပြုနေတာလဲပေါ့နော်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့ကလက်တော်မွေခင်မှာအာကိုသုံးတဲ့ပုံစံဟိုပေါ့နော်အဓိကအရင်တည်ထားဖို့တော့အရေးကြီးပါတယ်အဲဒါမှမဟုတ်မိတ်ဆွေက student လားဒါမှမဟုတ် video editor လား gamer လားဒါမှမဟုတ် freelance writer လားပေါ့နော်အာဒါကတော့ကျွန်တော်တို့ဒီ never bore တော့မူတည်တယ်ကျွန်တော်တို့ကဒီအဓိကကတော့ကျွန်တော်တို့ဒီလက်တော်ရွေးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဝယ်လိုက်တဲ့လက်တော်ကဒီ version နိုင်နေတဲ့အနေအထားမျိုးမှာဆိုရင်ကျွန်တော်တို့ကဒီ ဗီဒီယို edit လုပ်ဖို့အတွက်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်ဗီဒီယို edit လုပ်ဖို့အတွက်ကကျွန်တော်ကအဲနည်းနည်းပပပေါ့နော် basic အဲဒီဟိုလောက်ပဲ balance ပိုင်းလောက်ထဲရလက်တော့ဝယ်လိုက်တယ်ဒါပေမဲ့အဲသူ့မှာငါကြောဒီနောက်ပိုင်း update တွေအတွက်ကထွက်လာတဲ့ခါမျိုးကျရင်ကျွန်တော်ကဒီလိတ်တက်ပါရှင်းလို့သုံးမှုတဲ့ခါကျရင်ဒီလက်တော့အသုံးပြုလို့မရတော့ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီပထမဆုံးအဲဒီအရေးကြီးတဲ့အချက်ပေါ့နော်ဒါကြောင့်မလို့လက်တော့တွေဝယ်တဲ့အခါမှာကျွန်တော်တို့အသုံးပြုတဲ့ပုံတော့မတီးပြီးတော့ကျွန်တော်တို့ကဒီလိတ်တက်ပါရှင်းမဖြစ်ဖြစ်ဒီဒီ balance ပိုင်းမှာမဖြစ်ဖြစ်ပေါ့နော် တေချာလေးစစ်ပြီးတော့ဝယ်ဖို့တိုင်တွန်းချင်ပါတယ်။အဒုတိယနံပါတ်နေ့အနေနဲ့ကတော့စစ်တဲ့နဲ့အချက်ကတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်သူ့ရဲ့ specification တွေကိုအရင်ဆုံးကြည့်ရမယ်ပေါ့နော်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော် CPU processor processor ပိုင်းမှာဆိုရင် Intel နဲ့ဒီ Ryzen ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော်။ကိုကဘာဘယ်တွေကအသုံးပြုနေတာလဲပေါ့နော်။ အဲဒါပေမဲ့နောက်ပိုင်းတွေကကြတော့ i နဲ့ပဲဖြစ်ဖြစ် Ryzen ပဲဖြစ်ဖြစ်ပေါ့เนาะတော်တော်လေးကိုအသုံးပြရတာအဆင်ပြေတယ်လို့တွေ့ရတယ်။ကိုက i တဲ့ user လားဒါမှမဟုတ် Ryzen သုံးတဲ့ user လားပေါ့เนาะ။ဒါကတော့ဒီကိုရဲ့အသုံးပြတဲ့ပေါ်တော့မတွေ့လိမ့်မယ်။အဲ i တဲ့တွေပါဆိုရင်ကျွန်တော်တို့ဒီ video edit လုပ်မယ်ဆိုရင်အနည်းဆုံးတော့မှကျော်ဒီ i5 တို့ပေါ့เนาะ i5 တို့ i7 တို့ဒီဒါ ICD ပေါ့เนาะ Ryzen CD ထဲမှာဆိုရင်တော့ Ryzen 7တို့ Ryzen 9လို့ပေါ့နော်အကောင့်နေဆိုရင်တော့ဒီ video editing ဘိုင်းနေအမြင့်ဆုံး software ကြီးဘိုင်းနေပေါ့နော် AutoCAD တို့ဘာတို့အသုံးပြုမယ်ဆိုရင်တော့တော်တော်လေးကိုအဲတော်တော်လေးလေးနဲ့အသုံးပြုရရတဲ့အထဲမှာတော့ပါရတယ်ပေါ့နော်အဲဒုတိယအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော် professor ဘိုင်းပြီးသွားပြီဖြစ်တော့တဲ့အကြောင်းမို့ကျွန်တော် RAM ဘိုင်းအောင်သွားမယ် RAM ဘိုင်းမှာဆိုရင်ကျွန်တော်နောက်ပိုင်းဝယ်မယ် laptop တွေမှာဆိုရင်တော့အနည်းဆုံးတော့မှမိတ်ဆွေတွေအနေနဲ့ကဒီ RAM 8လောက်ပေါ့နော် RAM 8လောက်ခုအနည်းဆုံးထားပြီးတော့ဝယ်တင်ပါတယ်ခုနောက်ပိုင်းမှာဆိုရင်လည်းကျွန်တော် laptop တွေဝယ်မယ်ဆိုရင်လည်းဒီ RAM 8ကတော့ အ ਨੇ ဆုံးဖြစ်လာတာတွေ့ရတယ် RAM 4ဆိုရင်တော့တုံးပြီးလို့ရဒါပေမဲ့ RAM 4ဆိုရင်တော့ကျွန်တော် basic ပိုင်းလောက်ပဲအဆင်ပြေပါပေါ့နော်ကျော်ဒီ software ကြီးပိုင်းနေပါတယ်နောက်ပိုင်းကိုကထပ်ပြီးတော့မြင့်ညင်တဲ့အခါမျိုးကြရင်ကျော်ဒီ RAM 8တွေပါတယ်ပေါ့ RAM 8 kit ဆိုရင်အဲတချို့ laptop ဆိုရင်ပေါ့နော်ကျွန်တော်ရှေ့ကကျွန်တော်အဲလာပိုင်းလောက်တည်းကဝယ်ထားတဲ့ဒီကျွန်တော် laptop ဆိုရင်ကျွန်တော် RAM 8ရှိတယ်ပေါ့နော်ဒါပေမဲ့သူက RAM နောက်ထပ် 8GB ထပ်တိုးလို့ရတယ်ဖြစ်တဲ့အကြောင်းမို့ကျွန်တော် RAM 16GB တုံးပြလို့ရတယ်ပေါ့နော်ဒီလိုမျိုးဝယ်ထားမယ်ဆိုရင်လည်းကျွန်တော်မမှားဘူးလို့ပြောရမှာပေါ့နော်ကျွန်တော်ကဘယ်ချိန်ဖြစ်ဖြစ်ကျွန်တော်ကြိုက်တဲ့ချိန်မှာ ထိုးပြီးတော့အသုံးပြုနိုင်တာဖြစ်တဲ့အကြောင်းကိုအဲ RAM များ RAM တိုးလို့ရတဲ့ဟာတွေဝယ်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်။တော်တခုတတိထားမှာကျွန်တော်ဒီ laptop တွေကကြာတော့အဲတိုးလို့ရတာရှိတယ်တိုးလို့မရတာလည်းရှိရပါဘူး။အကိုက laptop ဝယ်မယ်ဆိုရင်တော့ဒီအချက်တွေကိုအဓိကတည်ထားဖို့လိုလို့တယ်။အဲ့ဒီ desktop ဝယ်မယ်ဆိုရင်တော့ဗောနော system အဲ desktop ctc system ဘာလို့ယူမယ်ယူမယ်ဆိုရင်တော့ပြဿနာမရှိဘူးသူ့မှာじゃအကောင်လုံးကဖြုတ်ပြီးတော့လဲလို့ရတာဖြစ်တဲ့ကြောင့်ဗောနော မာသားဖို့တစ်မျိုးလောက်ပဲသူကအဓိကထားပြီးရေးလို့ရမယ်။ပြီးရင်ဂျန်တဲ့အပိုင်းညာရောက်ကိုဖြစ်ရင်ဖြစ်နိုင်တယ်လို့အကုန်လုံးရေးထပ်ဖြည့်လို့ရတာဖြစ်တော့တကြောင်ပေါ့နော်။ဒါတော့ကျောင်းဒီရှေးကနံပါတ်1အနေနဲ့ professor ဘိုင်းပြီးသွားပြီ။ဒုတိယအနေနဲ့က run ဘိုင်းပြီးသွားပြီဆိုတော့အဲတတိယအနေနဲ့ကျွန်တော်ဒီ a story ပေါ့နော်။ story မှာဆိုရင်ကျွန်တော်တို့ဒီအခုနောက်ပိုင်းမှာဆိုရင်တော့နောက်တော့ကတော့ကျောင်းဒီ ATD တွေခေစားရတယ်ပေါ့နော်။ headed တွေခေစားရတယ်။အဲ့တော့ဆိုရင်တော့ကျောင်းဒီကျွန်တော်တို့ဒီ computer တွေကအသုံးပြတော့အဆင်ပြေတယ်။ဒါပေမဲ့ SSD ပေါ်လာတဲ့နောက်ပိုင်းမှာ SSD နဲ့ရှင်းလိုက်မယ်ဆိုရင် ADD ရပါတော့။သူကနေရာလဲယူတယ်ပြီးတော့ဒီဒီသူ့ရဲ့ဒီ RAM နဲ့အနေထားမှာလဲပေါ့နော်။သူက SSD ကိုသူကလိုက်ပြီးတော့မမှီတဲ့အနေထားမျိုးပေါ့နော်။ဒါကြောင့်မလို့မိတ်ဆွေကကိုကဒီ Windows အဝင်ထွက်တယ်ဒါမှမဟုတ်ဒီအသုံးပြရတာနည်းနည်းလေးအတူတူလက်လက်နဲ့အသုံးပြနေဆိုရင်တော့ SSD ကိုဒီရွေးချယ်ဖို့တိုက်တွန်းခြင်းပါတယ်။ဒါကတော့နံပါတ်3အနေနဲ့ SSD အကြောင်းပြောပြီးသွားပြီဆိုတော့ပေါ့နော်။ကျွန်တော်ဒီ story ဘိုင်းမှာ asset တွေလို့ ad လို့ရှိရပါတော့အဲ့ဒီဘိုင်းနေနဲ့မိတ်ဆွေနေနဲ့ကအရင်ဆုံးလေ့လာထားဖို့လိုပါမယ်။ဒါကတော့ကျွန်တော်ဒီခုနောက်ပိုင်းမှာဆိုရင်လည်း AI ကိုမေးပြီးတော့ပေါ့နော်အကုန်လုံးလေ့လာကြည့်လို့ရပါတယ်။နံပါတ်၄နေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ graphic card ပေါ့နော်။ graphic card တွေကကြာတော့ကျွန်တော်ဒီ laptop တွေမှာဆိုရင်တော့တီးတန့်တော့အဲထပ်ပြီးတော့ပေါ့နော်။ထည့်စရာထပ်ပြီးတော့ဝယ်ပြီးတော့တိုးစရာမလိုပဲနဲ့ကျွန်တော်ဒီ desktop တွေမှာဆိုရင်တော့ system တွေမှာဆိုရင်ပေါ့နော်။တီးတန့်ဝယ်ပြီးတော့တိုးရတာတွေ့ရတယ်။ ဒါကြောင့်မို့ကျွန်တော်မဝယ်ခင်နဲ့ကကွာလက်တော့လား desktop တော့ပေါ့နော်အဲ့လိုကြရင်ကျော်ဒီအဲ့ကိုနဲ့ကြိုက်တယ်ပေါ့နော်ကွာ video editing ဘိုင်းနေသုံးပါလားဒီဒီ gaming ဘိုင်းနေပေါ့နော်အဓိကက gaming ဘိုင်းနေဒီ Need for Speed တို့ဘာတို့ပေါ့နော်အဲ့အဲ့ဒီကောင်နေဆိုရင်ကျော်ဒီ graphic ဘိုင်းနေမှာနေသုံးရတာတွေ့များများသုံးရင်တော့ပို့ပြီးတော့ရုပ်ထွက်တွေလှလာတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့ကိုတွေကသုံးတဲ့ပုံမှာဒီ video editing နေဘိုင်းဆိုရင်ね graphic ကတော်တော်လေးအဲထည့်ထားမယ်ဆိုရင်ပေါ့တော်တော်လေးကိုမိုက်တာတွေ့ရတယ်။ဒါကြောင့်မို့ graphic card ကိုလည်းအဓိကထားပြီးတော့ အဲရွေးချယ်တင်ပါတယ်။နံပါတ်5အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော် display quality ပေါ့နော်။ကိုယ့်ရဲ့ဒီ display quality ကတော့ကျွန်တော်တို့ကဒီအဓိက laptop တွေကိုပြောချင်တာပေါ့နော်။ laptop တွေမှာဆိုရင်ကျွန်တော်တို့ဒီသူ့ရဲ့ screen size တွေရှိမယ်ပြီးရင် full HD လားဒါမှမဟုတ်1080အဲဒီ megapixel minimum လားဒါမှမဟုတ် maximum လား high quality လားပေါ့နော်။ပေးကားကလေးကားရာကားရန်စီမှာလဲကျွန်တော်ဒီ100% RGB ပါမှာလားဒါမှမဟုတ်အဓိကတော့ကျွန်တော်ဒီ connect creator ဘိုင်းနေအသုံးပြုမယ်ဆိုရင်တော့ဒီ ဒီကောင်တွေကတော့ရွေးချယ်တင်တဲ့အပိုင်းတွေပေါ့နော်အဲဒါမှမဟုတ်ကိုက laptop မဟုတ်မှန်းနဲ့ monitor ဆိုရင်လည်း monitor တွေမှာဒီသူ့ရဲ့ full screen HD ကဘယ်လောက်လဲ 4K လားဒီ 2K လား1080 megapixel လားပေါ့နော်အကောလုံးတစ်ချက်အဲ့လိုမျိုးရွေးပြီးတော့လေ့လာကြည့်လို့ရပါတယ်နံပါတ်5အနေနဲ့ကျော် display ပိုင်းပြီးသားဖြစ်တဲ့တခြားမို့နံပါတ်6အနေနဲ့ကျော် battery light ကိုသွားမယ်ပေါ့နော်အဲ battery light ကတော့အဓိကကတော့ကျွန်တော်တို့ဒီဟောပါပေါ့နော် ဒီလက်တော့ပိုင်းတွေအတွက်ကိုအဓိကပြောပြပေးချင်တာပါလက်တော့တွေကကြတော့ကျွန်တော်ဒီရေရှည်အတွက်အသုံးပြုမှဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့ကကိုကပေါ့နော်အိမ်မှာအသုံးပြုနေတဲ့အချိန်မျိုးမှာကကြတော့ဒီ adapter နဲ့အသုံးပြုလို့ရတာများတယ်ဥပမာဖြစ်ကြောင်းမီးပြတ်သွားတဲ့အချိန်တို့အပြင်းသွားတဲ့အချိန်မျိုးတို့မှာဆိုရင်ဒီ laptop battery life ပေါ့နော်များများလေးဖြစ်နေမှာပဲအဆင်ပြေမှာပါအဲများသောအားဖြင့်တော့ကျွန်တော်တို့ဒီအခုနောက်ပိုင်း laptop တွေမှာဆိုရင်တော့အပုံမှန်အားဖြင့်တော့ပေါ့နော် battery life တွေများလာတာကိုတွေ့ရတယ် အဲဒါပေမဲ့လက်တော့တွေကကြတော့တာမန်ဘက်တီရီတဲ့စာရင်တော့ဗောနော်ဘက်တီလိုက်ကတော့နေတက်တယ်အဲအနှဲငယ်ဆိုရင်တော့ကျွန်တော်ဒီ6နိုင်ရနေဗောနော်10နိုင်အထိအဲသူ့ရဲ့ဘက်တီကတော့ခံနေလို့တော့ဒီအခုနောက်ပိုင်းလက်တော့တွေမှာတော့ပြောထားတာတို့ထူရတယ်ဗောနော်နံပါတ်7အနေနဲ့ကျွန်တော်တို့ပော့အန်ဗောနော်အဲ connectivity ဗောနော် connectivity မှာဆိုရင်ကျွန်တော်တို့ဒီ USB ပေါ်ရပါမယ် A ပါမယ် USB အဲ Type C ပါမယ်ပြီးရင် HDMI ပေါက်ပါမယ် SD card ဆိုင်လို့ရမယ်နေရာပါမယ်ပြီးတော့ဒီ wifi router တွေပြီးတော့ bluetooth router router တွေပေါ့နော်အဲ့လိုမျိုးတွေပါမယ်အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ဝယ်ထားတဲ့ laptop ဆိုရင်ပေါ့နော်တို့ကဒီ LAN တွေကကြာ RAM LAN မှာကဒီ internet LAN မပါတော့ဘူးပြီးရင်သူ့မှာကကြော်ဒီ type c ပေါက်ပါမယ်ပေါ့နော်အကောင်လုံးကကြာတော့ type c ပေါက်ကနေအလုပ်လုပ်လို့ရတယ်လမ်းဆိုရင်လည်းတိုက်စီကနေအလုပ်လုပ်တယ်ပြီးတော့ ဒီ USB port တွေပါရေဆိုရင်လည်း Type C ကနေလောက်လုပ်တယ်ပေါ့နော်ဒါကတော့အခုနောက်ပိုင်းဒီ Type C ပေါက်ပါတယ်လက်တော်တွေအားသာချက်လို့ပြောရမယ်ဒီ USB port တွေကကြတော့ဒီ2.0အဲဒီ3.0ပေါ့နော်အဲ့လိုမျိုးတွေပါအပေါက်တွေပေါ့နော်နှစ်ပေါက်နှစ်ပေါက်စီပါတာလောက်တွေ့ရတယ်ပြီးတော့ SD card တွေပါတယ်လည်းဆိုက်လို့ရပါတယ်ဒါကတော့အခုနောက်ပိုင်းလက်တော့တွေကတော့သိပြီးတော့ပြဿနာတော့မရှိတော့ဘူးပေါ့နော်။နောက်တော့လက်တော့ဆိုရင်ကျွန်တော်ဒီဘေးနားမှာတွေအကောင်လုံးအပြည့်တွေပေါ့နော်အကောင်လုံးထည့်ထားတာတွေ့ရတယ်။အဲနံပါတ်3နေအဲဒါကတော့ကျွန်တော်ဒီနံပါတ်အစဲပန်းနေနေပေါ့နော်။ post and quality ban ကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။အဲဒါကတော့ကျွန်တော်တို့ဒီ laptop တစ်လုံးဝယ်တဲ့အခါမှာပေါ့နော်အလွယ်တကူစစ်လို့ရနိုင်မဲ့ဒီနီလန်းနေပေါ့နော်။အဲနောက်ထပ်နီလန်းနေမှာဆိုရင်တော့ကျွန်တော်ကဒီနောက်ထပ်ဗီဒီယိုတွေမှာဆိုရင်ကျွန်တော်တို့ဒီ branded တွေကတော့အများကြီးပဲပေါ့နော်။ laptop တွေမှာဆိုရင်တော့သူက branded တွေကတော့အများတယ်။အခုနောက်ပိုင်းနေဆိုရင်တော့ branded တွေပိုတောင်ဆုံးလာသေးတယ်ပေါ့နော်။ကိုကဒီ brand တွေမှာဆိုရင်နာမည်ကြီး brand တွေဖြစ်တဲ့ ASUS တို့ Dell တို့ HP တို့ Lenovo တို့ပေါ့နော်အဲ Mac ဗတ်မတ်ဘတ်မှာဆိုရင်လည်းအပယ်တို့ဘာတို့တွေတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်အဲကိုကဒီကိုရဲ့အတုံးပြုတ်တဲ့ပုံမှန်ဒီပြီးတော့ဈေးနှုန်းကိုကတက်နိုင်နေဆိုရင်ပေါ့နော်နည်းနည်းလေးမြင့်တဲ့ဘက်ကိုဝယ်ဖို့အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတုံးပြုတ်နေတဲ့နောက်ပိုင်းဆော့ဝဲအများစုကကြာတော့ကျွန်တော်ဒီအင်တာနက်တွေနဲ့အတုံးပြုတ်ရဖြစ်တဲ့ကြောင့်ပေါ့နော်။အဓိကတော့ကျွန်တော် RAM များရမယ်ပြီးရင်ဒီ memory processor ဘိုင်း CPU ဘိုင်းမြင့်ရမယ်ပြီးရင် hard disk ဘိုင်းနေ SSD ဘိုင်းနေပေါ့နော်။ အစတိုရီကစ်များမယ်ဆိုရင်တော့ကျွန်တော်တို့ရှည်ရှည်အသုံးပြုရတဲ့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်။ဒါမှမဟုတ်ကိုကအခုမှကွန်ပျူတာကိုသုံးနေတယ်။အဲကွန်ပျူတာသင်တန်းစီရင်ပေါ့နော်ကိုကဆိုင်ဆိုင်ရလောက်ပဲလုပ်မယ်ဆိုရင်တော့ပြဿနာတော့မရှိဘူး။ဒီ budget ပိုင်းတွေကဝယ်လဲအဆင်ပြေတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ပြောပြပေးခဲ့တာတော့ကျွန်တော်တို့ဒီအဲ budget နဲ့ပေါ့နော်ကန့်ညီတဲ့ဒီ brand တွေကိုအလွယ်တကူပေါ့နော်စစ်လို့ရနိုင်မယ့်နည်းလမ်းအကြောင်းတွေပါ။အဲနောက်ထပ်နည်းလမ်းတွေကကြာတော့ကျွန်တော်ဒီ keyboard ပေါ့နော်။နောက်ထပ်တစ်ခုကကြာတော့ကျွန်တော်တို့ keyboard ဘေး quality တွေရှိမယ်ပြီးရင် randy ပေါ့နော်အဲကျွန်တော်တို့ကဒီကျွန်တော်တို့ဝယ်တဲ့ laptop က randy ဘယ်လောက်ထိပေးမှာလဲပြီးတော့အဲသူကဒီသူ့မှာပါတဲ့ keyboard တွေကရော typing နဲ့ xperia နေရပေါ့နော်ဘယ်လိုမျိုးအဆင်ပြေလောက်မလားကိုကဒီအပြင် keyboard နဲ့ပဲသုံးနေတာလားဒါမှမဟုတ် laptop မှာပါတဲ့ keyboard နဲ့သုံးမယ်ဆိုရင်ရောအဲဘယ်လောက်ထိအဆင်ပြေလိုက်မလဲပေါ့နော်ပြီးရင်သူ့ရဲ့ဒီ body အဘေး quality အကြမ်းခံနိုင်မှု plastic နဲ့လားဒီ aluminum နဲ့လားအဲရှိတယ်ပေါ့နော်အဲ့လိုတစ်ချက်ဆက်ရမယ်ပြီးရင် randy ကာလာအတွင်းမှာတို့ after test စပေးပေါ့နော်ဘယ်လိုမျိုးပြပြပေးမှာလဲ software ဘိုင်းဆိုရင်ကျွန်တော်တို့ဒီ running ကာလာအတွင်းမှာဘယ်လိုမျိုးလုပ်ပေးတာလဲပေါ့နော်ဒါတချို့ဆိုရင်ကျွန်တော်ဝယ်ထားတဲ့ laptop ဆိုရင်သူကဒီတစ်နှစ်အတွင်းမှာပေါ့နော်ဘာကြောင့်မဖြစ်ဖြစ်အဲဒီ software ဘိုင်းဆိုရင် free လုပ်ပေးမယ် hardware ဘိုင်းဆိုရင်သူတို့ကဒီပြပြရမယ့်အပိုင်းဆိုရင်ကျွန်တော်တို့သူတို့ဘက်ကအဲဒီပစ္စည်းဖို့ပေါ့နော်တကယ်လို့မှန်နေပါ꿰သွားမယ်ဆိုရင်သူတို့ဘက်ကပစ္စည်းအဲကျွန်တော်ဘက်ကတော့ PC ပို့ဆိုင်ရမယ်သူတို့ဘက်ကဒီလက်ခါတော့ပေးကြမလို့ပေါ့အဲ့လိုတော့ရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဘာမှမ မဖြစ်ဘဲနဲ့ပေါ့နော်ဝါရီကာလာတစ်နှစ်အတွင်းမှာဒီမှန်ပြတ်သွားတာလို့ပတိ short ဖြစ်သွားတာလို့ပေါ့နော်အာ၃နေနဲ့ဒီလောင်သွားတယ်ပေါ့ဆိုရင်တော့ဒီ user ဘောကြောင့်မဟုတ်ဘူးဆိုရင်တို့ဘက်ကနေ free ပြန်ပြီးတော့ပြင်ပြင်ပေးတာပဲရှိတယ်ပေါ့နော်အာဒါကတော့ကျွန်တော်တို့ဒီ laptop တစ်လုံးဝယ်မယ်ဆိုရင်လည်းဒီကိုယ့်ရဲ့ဝယ်တဲ့ဆိုင်ကိုလည်းပေါ့နော်တခါတည်းအဲဒီလိုမျိုးအာမခံအကြောင်းအရာတွေတခါတည်းမေးဖို့တော့လိုပါမယ်အဲဒါဆိုရင်တော့မိတ်ဆွေအနေနဲ့အဲ laptop ဝယ်ဖို့သွားတဲ့အချိန်မှာပေါ့နော် CPU တွေ RAM တွေ SSD တွေအဲဒီ graphic card GPU စတာတွေကိုစစ်ဖို့မမေ့ပါနဲ့ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ creator တွေအတွက်ဆိုရင်တော့ performance မကိုင်းရအရေးကြီးတယ်ကျွန်တော်ကွန်နက် creator ဘိုင်းတွေကိုအသုံးပြုမဲ့သူတွေဆိုရင်တော့ performance မကိုင်းအရန်အရေးကြီးပါတယ်အဲကိုယ့်လက်ထဲမှာရေရှည်အသုံးပြုမဲ့ device ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲဒီအသုံးပြုလို့ရေရှည်အစင်ပြလိုက်မဲ့ develop device တစ်ခုရဖို့အတွက်ကတော့ပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ဒါကြောင့်မို့ laptop ဝယ်တဲ့အခါမှာဖုန်းလိုမဟုတ်ဖ ೇನೆ ကျွန်တော်တို့ကတေချာလေးစစ်ပြီးတော့ဝယ်တင်ပါတယ်ခင်ဗျာ အာဒါဆိုရင်တော့ဒီနေ့ပြူတွေကတော့မိတ်ဆွေအတွက်အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်။အာဒါကြောင့်မို့မိတ်ဆွေနေနဲ့ကဒီလက်တော်တလုံးဝယ်တဲ့အခါမှာပေါ့နော်အလွယ်တကူဒီစစ်လို့ရနိုင်မယ့်နေရာတွေကိုအာနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။အာတကယ်လို့မိတ်ဆွေနေနဲ့ကဒီနေ့ပြူတွေကိုကြည့်ပြီးတော့အကျိုးရှိတစ်ခုခုရှိတယ်ဆိုရင်ပေါ့နော်အကျိုးတစ်စုံတရာတစ်ခုခုရှာသွားခဲ့တယ်ဆိုရင်တော့ကျွန်တော် channel လေးကိုဗီဒီယိုလေးကိုပေါ့နော်အထူးသဖြင့်ဗီဒီယိုလေးကို like and share ပြီးရင်ကျွန်တော် channel လေးကို subscribe လုပ်အောင်သင် subscribe လေးလိုပဲကိုတောင်းဆိုပါရစေဗျာ။ တခြားဒီနေပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုလည်းအဲကျွန်တော်ရဲ့ channel လေးမှာအများနဲ့တင်ဆက်ပေးမှာဖြစ်တဲ့တကြောင်မို့အဲနောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာအားလုံးကိုဒီနေ့ဗီဒီယိုတွေကနေနှုတ်ဆက်ခဲ့ပါတယ်